မင်္ဂလာပါရှင်ကျမတို့ရဲ့ຫນွေဦး Family YouTube Channel လေးကနေပြန်လဲကြိုးဆိုးလိုက်ပါတယ်ရှင်ကျမရင်းနေဖပြမဲ့ဆောင်းလေးကတော့ဆရာကျော်မြတ်တန်းရေးသားထားတဲ့ရုံလွယ်အထည်နာဆိုတဲ့ဆောင်းကလေးရဲ့အခန်းဆက်ပဲဖြစ်ပါတယ်ရှင်ပွဲတွဲလာပေးထားသည့်အုံးမွေးနောက်တွင် ရှိနေသည့်ပုံမှာဘိုးဘိုးအောင်တောင်မွေးကင်၍မတ်တန်ရန်နေသည့်ပုံ ုံတော်ကိုသုံးလမ်းမခန့်ပတ်လဲရွှေပောင်ခတ်ထားသည် မကြခင်ဘိုးဘိုးအောင်ဤထွေရပေါ့စကံဘူမိနဲ့တန်တရေခိတရာပြည်မျိုးတို့ပြည်ဝင်ပြည်ထွက်သွားရမည်ဟုလဲဆိုသည် ကိုဖယောင်းငွေလူရန်ပွဲဓာတ်စခန်းဖွင့်ပဲနေပြည်ဝင်ပြည်ထွက်အကြောင်းသူပြောသည်မကိုဓာတ်စခန်းဖွင့်ပွဲသို့ဖိတ်ကြားခံရသည်36ရောက်သောပုဂ္ဂိုလ်များတဆင့်တဆင့်နားပေါက်အောင်ဖြန့်ချီပေးကြသည် သူကတရင်ဖြန့်ခိုင်းခြင်းမဟုတ်ပါ အထူးဆန်းကိုစိတ်ဝင်စားသည့်တလေးစရာရဲ့အတိုင်းစိတ်ထဲတွင်ထင်ရှိလာသည်ကို တဆင့်စကားတဆင့်နာပါရန်ဝါသနာထုံမွေးကြသည့်အတိုင်းကိုယ်သဘောဆန္ဒနှင့်ကို ပြောကြခြင်းဖြစ်လမ်းဘေးတွင်ပြသည့်မျက်လှည့်ပွဲကိုကြည်လာသူများသည်အံ့ဩစရာအထူးဆန်းဟု စိတ်ထဲတွင်ထင်မိသည်များကိုပင် ပြန်ပြောပြလေရှိကြသည် 9400တောင်သောငွေကြေးကိုလှူဒန်းပြီးဒန်းစခန်းဖွင့်ပွဲ၌ပြောပြသည်များကိုကြားရသူများ၏ရင်ထဲတွင်သူ၏အဆိုအပြောများစွဲထင်သွားပြီးနောက်မြူသိမ့်၍မထားနိုင်အောင်ပါဇံတဟာဟာဖြစ်လာပြီးထူးတော်ထူးတယ်ဆိုသောစကားအခံဖြင့်အတွေ့အကြုံကိုပြန်လဲဖောက်တဲချာကြသည် သူကထို့တို့ပြောသလိုသူဤဇနီးမယားကလည်းမိမသူချင်းတိုးတိုးတိတ်တိတ်နှကိုကြားပြောလိုက်သည်မှာဤသူအခုကိုဖျားတို့လူသည့်ငွေမှာသူတို့ပိုင်ငွေမဟုတ်တဏီသောညံနေပဲအဝေးအစားမတတ်မရဝေပြီးလွယ်အိတ်အစုံကြီးလွယ်ထားသည့်အသက်80ကျော်လောက်ရှိမည်အဖူကြီးတယောက်ရောက်လာသည် ခင်မွန်ဖြစ်သူဤနာမည်ကို မေးသည်အိတ်ခဲနှင်းဝင်နေသည့်ခင်မွန်ဖြစ်သူကိုခေါ်ပေးလိုက်ရသည် အဖိုးကြီးက ကလထိုင်မှဝင်ထိုင်ပြီးခင်မွန်ဖြစ်သူကို သူ့ရှိကျမ်းမြေပေါ်မှာထိုင်ခိုင်းလိုက်သည်မတည်ဘူးမမြင်ဘူးအိမ်ကိုတကားမှမလာဘူးပဲမဲ့အကူကဘာမှမပေးဘူးအခုကြည့်ရတာမှင်သက်မိနေသလိုပဲ သူထိုင်ခိုင်းတဲ့အတိုင်းထိုင်ပြီး ခေါင်းကိုငုံထားတယ်လေ။ကျမလဲရက်ကြည့်နေရကနေထိုင်းချလိုက်မိတယ်။အဖိုးကြီးကစက်ကူနဲ့ပတ်ထားတဲ့ထုတ်ထုတ်ပေးတယ်။နောက်တော့ကျမဘက်ကိုလှည့်ပြီးရရေတခွက်တောင်းတယ်။တောင်းတာကရိုးရိုးမဟုတ်ဘူး။ဖန်ခွဲတန်တန်နဲ့တောက်ရေတခွက်ခက်ခဲစမ်းလို့အမိန်ပေးပြီးတော့ကိုတောင်းတာ။ကျမကလည်းပကယ်များနဲ့ဖန်ခွက်ကိုတရုတ်တေးပဲပေးလိုက်ရတယ်။အဖိုးကြီးကအင်းကြီးအတွင်းဘက်မှာဆွဲထားတဲ့ စိတ်ပရီးကိုယူပြီးတော့ရေဖန်ဝက်ကိုတို့တယ်ဆိုရင်လောက်တို့ပြီးညာဘက်လက်ညှိုးနဲ့မှွေလိုက်တယ်။ Now ကုံအောင်တောက်လို့ပြောပြီးတော့အကူကိုတောက်ခိုင်းတယ်။အကူတောက်နေတော့ဘာမပြောညာမပြောထပြီးတော့ပြန်သွားတာပဲ။အဖိုးကြီးပြန်သွားပြီးတော့ကျမတို့လည်းဘာပြန်ပြောရမှန်းမသိအောင်အံ့ဩတကြီးဖြစ်ပြီးတော့တယောက်ကိုတယောက်ငိုင်းပြီးကြည်နေမိကြတယ်။ငွေတွေထုတ်ထားတဲ့စာရွက်မှာ ဘာလုပ်ရမယ်ဆိုတာရေးထားတယ်။အကိုပြောတာကတော့၃ရက်လောက်ကလေးကအိမ်မက်မက်တဲ့အကြောင်းပြောပြတယ်။ဒါကိုဓာတ်စခန်းဖွင့်တဲ့နေ့ကပြောလိုက်ခြင်းမဟုတ်ပါ။အမမနှက်ဖန်အိမ်လာအောင်တော့တရင်တူပြောစရာရှိလို့ဟု ပြောပြီး မနာရင်ကရင်းနှီးသည်ဒေါခင်မေကြီးကို လက်တို့မှပြီးမှပြောတာ။ဒေါခင်မေကြီးကစိန်ပွဲစာ တိုက်တာခြံမြေအယောင်ဝဲပွဲစားအထက်တန်းလွာအတိုင်းဝိုင်းကိုဝင်းဆန့်သူဖြစ်သည် ထိုတို့သောဖြစ်ရအကြောင်းကို ပြန်လဲဖောက်တယ်ချပြီး အပိတ်စကားလေးလဲပြောလိုက်သေးသည် မမကြီးအဲ့ဒီအကြောင်းဘသူ့ကိုမှပြန်မပြောနဲ့နော်မမကြီးကိုခင်လွန်းလို့သာပြောရတာအကိုကဘသူ့မှပြန်မပြောရဘူးလို့ပြောထားတယ်အထက်ပုံကိုယ်တွေကကြိုက်ချင်မှကြိုက်မှတဲ့ အဲ့ဒီလိုအကွက်ထွင်လိုက်တော့တန်ကနေအကွက်ဝင်သွားတော့တာပေါ့မကြပါမနှောကြည်တတ်ပွင်တိတ်ထရှင်မင်းစောဦးမိုးမှန်ပြင်ဆင်ထားတဲ့ရင်နာပစ္စည်းရောင်းဝယ်ဖြစ်လိမ့်မယ်သူတော်စင်ပုံကုတ်များစောင့်ရှောက်မယ်အချိန်ကိုရောက်နေပြီရတနာသုံးပါးကိုပို့ပြီးတော့ကင်ဆိုင်မှာပဒီလဲစိတ်ပေါ့ပုပ်ပုညူညူစကားပြောတတ်တဲ့ တောက်ကြသမီးကိုတရီထားဤရဲ့ပိုင်းမှာဤလုပ်ငန်းကိုဖြစ်ရမယ်ဆိုတဲ့ယုံကြည်ချက်အပြည့်နဲ့လို့အောင်ကိုအောင်မြင်လိုက်မယ်ကျမ်းမာရေးအတွက်မပူပါနဲ့တမားကောင်စီကောင်တွေ့ရမယ်သူတော်ဘာသားမယားကို ပြင်မာတက်သူတွေနဲ့တွေ့တတ်တယ်အပြောလဲအပြောချို့သူကိုတိတ်မယုံစားနဲ့ အိမ်ကဖះစင်ကို အခုထက်ပိုးပြီးတော့တန်ရှင်းအောင်ပြုပြင်လိုက်15ရက်အတွင်းဥပဒေနဲ့မလိုကင်းသည့်အလို့အကြောင်းပြောလာသူနှင့်မဆက်ဆံပါနှင့်အပြစ်တစ်ခုခုဖြစ်လာမည်ကိုသတိထားပါအစာအတောင်နေတိုင်းစင်ကြယ်မှာယောဂဝေဒနာအဖြစ်နဲ့ကြုံရတတ်တယ်။အယောင်းဝယ်မဖြစ်သေးတဲ့ပစ္စည်းကိစ္စအတွက်စံနာမစောပါနဲ့ အချိန်တိုကာလကိုတီးခံပြီးတော့စောင့်ပါဖြစ်ဖို့သေးချာပါတယ်အကျိုးအမြန်လဲထိုက်ထိုက်တန်တန်ရမယ်ကားကိုတော့တတိထားပါ အိမ်မဆိုးတွေမက်လို့ရှင် အထိတ်တလန့်မဖြစ်နဲ့အစွဲလန်းတွေလည်းမထားနဲ့ပြင်ပအမှောင်ပယောကနည်းနည်းရှိနေတယ်မဆိုးရင်ပါနဲ့ခရီးသွားခြင်းတစ်ခုခုက အကျိုးကျေးဇူးရှိလိမ့်မယ်။ကြုံလာလို့ရှင် သွားပြစ်လိုက်။ကြံစီထားတာလုံးဆရာရှိတာကိုရဲရဲလုပ်ပါ။အစဉ်ပြေအောင်မယ်မဲ့အချိန်ကို ရောက်နေပြီ။တပတ်အတွင်းလုပ်ငန်းအကြောင်းပြောလာလို့ရှင် လုပ်ငန်းကျွမ်းကျင်သူဖြစ်ရမယ်။စိတ်ရင်းကောင်းတဲ့သူဖြစ်လိမ့်မယ်။အထူးသဖြင့်အမျိုးသမီးတွေက ဥပဒေရုပ်ကောင်းသူတတိထား ထီထွန်းရင်ခြောက်ကနန်းကိုအာပြုတ်ထိုးမိသားစုတွေကပြောတာတွေကိုအယမ်းမယုံနဲ့မိတ်ဆွေစင်မိတ်ဆွေကောင်းနေနဲ့အထင်လွဲချင်းခံရလိမ့်မယ်စာရွက်စာရန်ပြပြီးတော့လုပ်ငန်းအကြောင်းပြောလာလို့ရှင်လုံးဝလက်မခံနဲ့ကိုအားကိုကိုပြီးလုံရမယ်အလုံမျိုးကို အတွေးမချော်ပါစေနဲ့ငုံမိတဲ့တိုင်းတက်နိုင်ဖြောက်ရောက်သဘောထားပြီးရောလုတ်ပါ ဆွေမျိုးသွားခြင်းတည်းကဗုဒ္ဓဘုရားသမီးကိုတတိထားငွေရေးကြေးရလက်မလွန်စေနဲ့အတတ်ပညာအကျိုးပေးမဲ့နှစ်ယောက်ပြီးတော့တတိထားရမှာကတော့မိမကိစ္စယုံကမတူပိုက်ကတူအဖြစ်မျိုးနဲ့ကြုံပြီးတော့ရှင်းရလင်းရခက်လိမ့်မယ်တတိရှိရှိနဲ့ကြံစီထားတဲ့အကြံစီကို လုံလိုက်စမ်းပါအောင်မြင်မဲ့အခြေအနေဟာကိုယ့်ဘက်မှာယာနုံးပြည့်ရှိနေတယ် တားရဲတမီးရဲကိစ္စကို အလောတကြီးမစီစင်ပါနဲ့အချိန်ယူပြီးမှလုပ်ပါ နိုင်ငံသားလုပ်ငန်းကိစ္စပေါ်လာလိမ့်မယ်အရှိတိုင်းသားနဲ့ဆိုရင်စိတ်ချလက်ချသာလုပ်အနောက်တိုင်းသားနဲ့ဆိုရင်တော့လုံးဝမလုပ်ပါနဲ့အလုတ်တွဲလုပ်နေကြမိတ်ဆွေတယောက်ကဘယ်သူဘယ်ဝါဆိုတာကိုယ်တိုင်သိပါလိမ့်မယ်ရခင်စိတ်ဓာတ်မျိုးမရှိတော့ဘူးဆိုတာကိုတတိထားပါ သူ့ရဲ့ငွေရေးကြေးရေးအခြေအနေကရိုင်းနေပြီတတိရှိရှိနဲ့မျက်ခြေမပြတ်လိလာတာအမွေကိစ္စတွေမထင်မှတ်ပဲပြဿနာပေါ်နိုင်နေပျော်တိုင်းမယုံနဲ့ရှေ့နေရှေ့ရဲ့ကိစ္စကိုတတိထားဤသို့သောလူအတိုင်းအဝိုင်းတွင်ဖြစ်လေဖြစ်တာရှိသည်အကြမ်းပြင်းအခြေအနေများကို မနှောအကြည်ဓာတ်ပွင့်အဟောပုံစံဖြင့်ဟောပြောလေရှိသည် ြစ်လုံးပေးသည်နှိုင်လုံးထုတ်သည်ပြီးတော့မှဟောသည်စာရွက်မပါဘောပင်မချင်းလဝါကိုမကြည့်ပဲလက်တန်းဟောသည်အကြံအောင်လူဆဲဆဲမှာအနောက်အရှယ်ဝင်လာတာကိုကိုဟာကိုပြောသလိုလိုပါလိုလိုပြစ်လုံးပေးလိုက်သည်ဟုတ်ကဲ့ပါအဲ့ဒီအတွက်လာရတာပါ ပြစ်လုံးပေးလိုက်တော့ကာယကံရှင်ထံမှရှိုက်လုံးထွာလာသည်အိမ်ရှိဘူးအိမ်နောက်မချမ်းသာကိစ္စပါလားဟုတ်ပါတယ်ကျမခင်မွန်းတဲ့ရဲ့ကိစ္စပါတိပါတယ်လေတိနေတယ်သားသမီးကိစ္စနဲ့ပတ်သက်လာတော့လေစီးပွားရေးကောင်းပေမဲ့စိတ်မကြည်မလင်ဖြစ်ရတာပေါ့ကျမလာတာကခင်မွန်းတဲ့ရဲ့ယာရုတိုးတဲ့ကြီးကိစ္စ သိပါတယ်။ဒါကအပါကြီးကကိစ္စပါ။သားသမီးကိစ္စမကြခင်အကြီးအကျယ်ပြဿနာတက်ဖို့ရှိနေတာမနှောမှာပေါ်လာလို့ပြောလိုက်ရတာဒီလိုမျိုးတွေက သူတို့လုံနေကြအထားသူတို့ရှေးမောင်ရောက်သွားသူကငိုမူလားစိတ်မရှိအားငယ်စိတ်လျှော့သည့်အခမ်းပါသွားပြီးသား ယိုယိုကြိုးကြိုးအထိုင်ယိုသေးသမှုအလေးပြုရသည်အပြောအဆိုငကိုရုပ်တွင်ကိုအပြော့အသွဲဆုံးဖြစ်အောင်ဖန်တီးထားရသည့်အပြောင်းလဲတို့မှာကိုယ့်ဘက်ကတပန်ရှုံပီတာဖြစ်သည်ဘိုးတော်စီသွားသွားနတ်ကတော်စီသွားသွားဘေးရင်ဆရာစီသွားသွားမမှန်ဒီကိုမမှန်ပါဟုပျော်ရဲသည့်တတ္တိမျိုးမရှိပါ ဆရာပြောတာမမှန်ဘူးလွဲနေသည်ဟု လူတရားရင်တယောက်တော်မှ မရှိနိုင်ရာမနောအကြည်ဓာတ်ပွင့်သည်ဟု အဆိုရှိသောဆရာလေးမင်းစော်ဦးကလည်းအထာပရိရဲ့ကြွယ်သည်ကျွန်တော်ကဘေးရင်ဆရာတွေလိုတွက်ချက်ပြီးတော့လက္ခဏာဆရာတွေလိုလဝါပြင်ကအရေးအကြောင်းတွေကိုကြည့်ပြီးဟောတာမဟုတ်ဘူးကျွန်တော်မနောအကြည်ဓာတ်မှာပေါ်တဲ့အတိုင်းပြောရတာအားလုံးဓတိမှန်ရမယ်လို့တော့မထင်နဲ့ ပထန်းဆက်နီးရင်မှန်မယ်ပထန်းဆက်ဝင်းရင်လွဲနိုင်တယ်အဲ့ဒီလိုစကားပလင်ခံထားသမို့မမှန်ရင်ပထန်းဆက်ဝေးလို့ပဲလို့သဘောမူရမိတာဖြစ်သည်ကဲအမွှေးတိုင်ထုံးမယ်အမွှေးတိုင်ကထွက်တဲ့အငွေ့ကိုအာယုံပြုတ်ပြီးတော့တေးသေးချာချာစူးဆိုင်ကြည့်စမ်းကိုယ့်ကိုစောင်းရှောက်နေတဲ့ပုံကိုပေါ်လိုက်မယ်ထင်းထင်းရှားရှားကြည့်တော့မဟုတ်ဘူးနော်ထင်းထင်းရှားရှားမပြဘူးဝိုးတော်ဝါပဲ။ ကြည့်သေးသေးချာချာကြည့်ကြည့်သူကဘာမှမမြင်ပါဘူးလို့ပြောရဲသည့်တက်တီဘယ်ရှိလိမ့်မှာပါမမြင်လဲမြင်သည်ပြောမှအရှံမကွဲမှာကိုမမြင်ဘူးပြောရင်ကိုကအဆောင်အရှောင်ပုံကူဖြစ်သွားမှာပေါ့စိတ်ပညာသည်စမ်းကြယ်၏စိတ်ပညာစမ်းကြယ်တော့လေစိတ်ကိုလှည့်စားရသည်မှမူလွယ်ကူ၏ အမွေးတိုင်းမိကုံမှာရုပ်ပုံပေါ်သည့်လုပ်ငန်းကအခုမှမဟုတ်လွန်ခဲ့သောနှစ်ပေါင်း30ကျော်ကမျက်လည်စရာကြီးရှင်းလင်းလုသွားသည်နေပါ မကြမီကပြသသွားသည်ဒေးဗီကိုပါဖင်း၏ခလေးယုံများမှတ်ခိုင်းခြင်းနှင့် ဖဲကြံမှတ်ခိုင်းခြင်းပြကွက်မှစိတ်ကိုလှည့်စားသည့်ပြကွက်ပင်ဖြင့်၏အင်္ဂလိပ်ခင်က ိတ်ဆယ်စီယာယခု ဝစီယာရုပ်ရှင်ယုံတွင် နိုင်ငံသားမျက်လှည့်အဖွဲ့လာရောက်ပြသကြသည်မျက်လှည့်ဆရာကသူဤလက်ထဲမှနာယီနှင့် ပရိသတ်လက်ထဲမှနာယီများကို အချိန်တိုက်ခိုင်းသည်အားလုံးတိုက်ပြီးဗလားဟုမေးသည် ပရိသတ်ကတိုက်ပြီးကြောင်းဖြေကြသည် သူတိုက်ခိုင်းသည့် အချိန်မှာနှစ်နာရီ ထိုနောက်နိုင်များကို ပြန်ကြည့်ခိုင်းရာတွင်မျက်လှည်စရာက ပရိတ်သတ်ကို ခမားတို့နိုင်တွေကို ပြန်ကြည့်လိုက်ကြပါခု12နိုင်ခွဲပဲရှိပါသေးတယ်ဟုပရိတ်သတ်ကမိမိတို့လက်ထဲမှနိုင်များကို ကြည့်လိုက်သည့်အတိုင်းနိုင်လက်တံ12နိုင်ခွဲသို့ညွှန်ပြနေသည်ကိုတွေ့လိုက်ကြရသည် စိတ်ဆွမ်းနှင့်စိတ်လည်စားမှုပညာဘိုးတော်တို့တိဋ္ဌိရှင်တို့မဟိဋ္ဌိရှင်တို့သည်လည်းဂံမီယပညာနှင့်မသက်ဆိုင်သောပြောက်ွက်များဖြင့်မိယိုးဖလားဗုဒ္ဓဘာသာဝင်များကိုလှည့်စားနေကြ၏မိယိုးဖလားဗုဒ္ဓဘာသာဝင်ဟုဆိုရခြင်းမှာ ကိုးဝယ်မှုဆိုင်ရာရောထွေးနေသူများအားရည်ညွှန်း၍ခေါ်ဆိုရခြင်းဖြစ်၏အေးတန်ခေါ်တရဏံခေမံ အေးတံတရဏမုဒ္ဓမံအေးတံတရဏဟက်ကဓမ္မတပဒုက္ခပမုတ်စတိဤရဏသုံးပါးကို ကိုးွယ်စည်းကပ်ခြင်းသည်ဘေးမရှိသောကိုးွယ်စည်းကပ်ခြင်းသည်မြည်မြတ်သောကိုးွယ်စည်းကပ်ခြင်းမြည်ဤရဏသုံးပါးကိုကိုးွယ်ခြင်းကြောင့်ဒုက္ခခတ်သိမ်းမှလွန်မြောက်၏ ကိုးဝယ်ရာယရနာသုံးပါးဗုဒ္ဓယရနာဓမ္မယရနာတန်ဃယရနာဗုဒ္ဓဘာသာဝင်တဦးသည်ဗုဒ္ဓဓမ္မတန်ဃဆရာမိပါဒီဟူသောအနန္တောနန္နာ၅ပါးကိုတကိုင်းထဲထား၍ပူဇော်ကိုးခွေကြသည်ဗုဒ္ဓဘာသာဝင်စစ်စစ်တရားအတွေ့ထိုမှတပါးကိုးခွေရသည်မရှိလျှင်းစစ်လိုင်းပူးလျင်လျှော်ဖြစ်သည် ိုးဝယ်မှုလိုင်းပူးလျင်ဒုက္ခခတ်သိမ်းမကင်းငိမ့်ပဲလူချမ်းသာနတ်ချမ်းသာမြမချမ်းသာကိုမရနိုင်ုံမကမတ်ဖို့နိဗ္ဗာန်ကို မျက်ွယ်ပြုလဲ့လိမ့်မည်သာဖြစ်ပါသည်ကိုးဝယ်စည်းကမ်းမှု လိုင်းပူးမိသည်ဒေါခင်ဆန်းတွင်မှာဒေါခင်ဆန်းတွင်မှာဝင်းဝေကောင်းသည့်ပါရဂူဘွဲရဆရာဝန်တူဦးဤဇနီးဖြစ်ပါသည် ဒေါခင်ဆန်းတွင်ကိုယ်တိုင်ခေပညာတန်တယောက်ဖြစ်၍ချမ်းသာသည့်မိဘများ၏အမွေနှစ်ကိုလည်းထိုင်းထိုင်တန်တန်ခံစားရရှိလိုက်သည်မိသားစု၏အခြေအနေမှာအဆအဆအရာရာပြည့်စုံသည်ဟု ဆိုရမည်အခြေအနေတာတယောက်တမီးတယောက်ရှိသည် ဒေါခင်ဆန်းတွင်မှဘာသာတရားကိုင်းဆိုင်သည့်မိဘများ၏အုံထိန်မှုအောက်တွင် ကြီးပြင်းခဲ့ရသူဖြစ်သည့်အလျောက်ဘာသာရေးအခြေခံရှိခဲ့သည်အိမ်အောင်ကြပြီးသည့်နောက်တွင် ရိတ်တာများသို့အယောင်အပေါင်များသည် ရိတ်တာများတို့ရောက်ဒီမှာတရားဘာဝနာပွားများခြင်းဘက်သို့အလေးပေးသည့်ထက်လောကီရေးရာအကြောင်းကိစ္စများနှင့်ပတ်သက်၍တွေ့ဆုံရမည်သူများကို တွေ့ဆုံရန်အကြောင်းလဲပါသည်ရည်ရွယ်ချက်တန့်စင်မှုမပြေဝဟုလည်းဆိုနိုင်သည်ရိတ်တာတွင် လူဆုံးတက်သည့်တနင်းငွေလိုနေမျိုး အခါကြီးရဲ့ကြီးနေမျိုး ရိတ်တာတို့ရောက်သည် ယောဂီထမိန်နှင့်ယောဂီဝိကတော်ဝိစင်သွားလေးရှိသည် တရားနာသည် တရားထိုင်သည် မဟာစီမိုးကုံမင်းကုံမိုးညင်း ဝမ်းပိုက်ကိုစိတ်မာထား၍ဖောင်းနယ်ပိန်နယ်မှရှူပွားများနီဝင်းလေထွက်လေကိုတိမှတ်၍တမာရီထူထောင်ပြီးနောက်ရုံနံနှင့်ဖြစ်ပြမှုကို စိတ်အစဉ်မပြတ်ရှူမှတ်ပွားများနီထိုင်းနေဣတ်တယ်စားတယ်သွားတယ်ကြွရတယ်လှမ်းနေချရတယ်အားလုံးကို အသိစိတ်မပြတ်ရှူမှတ်ရသောကဝကာနုစတနာနီ ယုံနံအကြောင်းဆက်ဆက်ကြောင်းယုံနံအကျိုးအဆက်ဆက်တို့ဖြစ်ပြနေသည်ကို ရှုမှန်ဤဝင်းသက်ထွက်သက်ကိုအနှိမ့်စာမမြဲဈင်းကြံသွားမှုလဲအနှိမ့်စာမမြဲစသည်ဖြင့်အမူအရာမှန်သမျှနှင့်ယုံနံအလုံးကိုဖြစ်လျက်ရှုမှန်ရသည်နီတမာရီထူထောင်ရန်တမထကိုရှေးဦးစွာကျင်ရမည် ထွက်တဲ့ဝင်တဲ့ကိုပဂရီအတိုင်းရှူ၍စိတ်ကိုနှာသီးပြားမှထားရမည်။ငါးပါးအပေတကားပိတ်လိမ်မည်ဟူသောယုံကြည်ချက်ဖြင့်ထက်ထက်တန်တန်ရှူမှန်နေရမည်။ညောင်းအကြီးလျင် နေရာပြင်ထိုင်းသည်။အနာဂံဆရာတက်ကြီး၏ဝိပဿနာရှူနည်း ထို့သောသောဝိပဿနာရှုနည်းများရှုံးမှန်ပွားများရသည့်ရိတ်တာအတီတီတို့ဒေါခင်ဆန်းရွယ်ရောက်သလိုရောင်တုံးရောက်ခိုင်လေတရားဝင်ထိုင်သည်ထိုနည်းရှုံးမှန်ပွားနာနည်းများကိုတတ်တတ်မမှန်မထားဘဲကြုံလင်းကြုံသလိုမဟုတ်ရှုံးမှန်ပွားများနည်းများဟပ်ပွိုင်းဖြစ်ကုန်သည်ဒေါခင်ဆန်းရွယ်အတွက်ကတော့အကြောင်းမဟုတ်ပါ ဒေါခင်ဆန်းတွင်မှ ရိတ်တာများတို့ရောက်သည့်အခါတွင်သာကြုံရင်ကြုံသလိုဝိပဒနာရှုမှန်ပွားများသည်အိမ်မှာတော့တရားထိုင်လေးမရှိ မနေ့တစ်ကြိမ်ညတစ်ကြိမ်နှစ်ကြိမ်ဖျားမှန်မှန်ရှိခိုးသည်ဖျားစဉ်ကြီးကို ဟိမ့်နေအောင်ပြင်ထားသည် ပွဲထိုးသည် သူရတရီမဲတော်ရုပ်ထုရှည်သည်အိမ်တွင်နံအောင်လဲဆွဲထားသည် ဒေါခင်ဆန်းတွေကရိတ်တာတွေကိုသာရောက်တည်မဟုတ်ဘယ်ဆရာတော်ကဘယ်သို့ဆိုလျင်မရောက်ရောက်အောင်သွားသည်ချိန်နှင်းဆက်ကြမော်တော်ကားကလည်းရှိတော့စိတ်သွားတိုင်းကိုပါဖြစ်နေသည်ဖျားသွားသည်ဝိပဒနာရိတ်တာများသွားသည်နာမည်ကြီးဆရာတော်ဖျားကြီးများထံရောက်သည်ကုသိုလ်အပြေအဝမထင်မှတ်တော်မှာအကုသိုလ်မဖြစ် ကိုးဝယ်မှုအမားဘက်သို့မတိမ်ပါကိုးဝယ်မှာအပြစ်မသိရဟု ဆိုနိုင်ရပါ၏ဒေါခင်ဆန်းတွင်မှာကိုးဝယ်မှုရောထွေးရှက်တင်ဖြစ်နေသလိုကိုးဝယ်မှုပြစ်တဲ့ရောက်သည့်နေရများကိုလည်းအလွန်မပေးဘယ်ဘိုးတော်မှဘယ်လိုဆိုသည်နှင့်သူမရောက်ပြီးသား ဘဲသိတိရှင်ကဘဲတို့ဟုတည်င်းကြလျင်လေမနှေးရောက်စမြဲရှိသည်ရုပ်ကစိုးမော်တဝဲပြင်းအောင်၍ထူးဆန်းထွေလာဟာချလောင်းွက်တီအပြာကောင်းသည်ပြီလုံးကြော်ဘိုးတော်ဘိုးတော်တင်ဦးကိုမန္တလေးစကိုင်းမုံရွာမျိုးများသို့လှဲ့လေ၍မတွေ့တွေ့အောင်ရှာပြီးတွေ့ခဲ့သူပါ ပိုးတော်တင်ဦးပေးသည့်လဝါးရိုက်ဟတ်ချလောင်းအဆောင်ကိုထိုက်တိုင်တနံကတော်ကြီးဖြင့်လဲယူခဲ့ရသည်။နေမျိုးမျိုးဖြင့်လိမ့်လေသူများ9900စကန်းဖြစ်သည့်ထောင်ထဲသို့ဘိုးတော်တင်ဦးရောက်သွားခဲ့သည့်အချိန်ဘိုးတော်တင်ဦးပေးလိုက်သောဓာတ်လုံးအဆောင်မှာအကောင်စားရေမွေးပလင်း၌ထည့်ပြီးအိမ်ဦးဖျားစင်ပေါ်တွင်ရှိနေစေပါ။ ဘိုးတော်တွေထောင်ထဲရောက်သွားတော့မမှန်မကန်လို့၍မမှန်မကန်နေရာသို့ရောက်သွားကြသည်ဟုမရှိုးမြင်မသုံးသပ်ဖဲအပြစ်တင်သံတွေတော်တော်ညံသွားသည် ဝေပန်းသံတွေရိုက်ခတ်သွားသည် သူတို့အားဖန်ဆီး၍ထောင်ထဲသို့ပို့သူများအားဘာဖြစ်လိမ့်မည်ညာဖြစ်လိမ့်မည်ဟုပြောတဲ့ဆိုတဲ့များလဲကြဲကြဲလောင်လောင်ထွက်လာသည် မိုးတော်တင်ဦးကိုယုံကြည်မှုလွန်ကဲသူများကမူထောင်နဲ့ရောက်နေသူမှာမိုးတော်တင်ဦးအစစ်မဟုတ်ကိုယ်ခွဲသာဖြစ်သည်မိုးတော်တင်ဦးအစစ်မှာထွေရပောက်ပုပ်ကိုများဤနေပေတဲ့သူရောက်နေသည် မကြာမီပေါ်လာလိမ့်မည်ခုပဲထောင်ဘယ်စခန်းမှာရှိသည် အဲ့ဒီလို အခြေအမြင့်မရှိ ရောက်တဲ့ရာရာပောက်တက်ကြရပြောသူများပင် ရှိကြသည် တကုံရဲစခန်းထုတ်ခန်းရှိနန်းရံကိုကြောမိထိုင်နေသည့်ဘူတော်တင်ဦးညှိုးငယ်သောတွင်ပြင် နွမ်းနယ်မောလျနေသည့်ဟန်ပန်ထင်ဟန့်နေသည့်ဘူတော်တဦး စိတ်ကြဝေဒနာခံစားနေရသည် အရေးအယောင်ထင်းပြနေသည်ပြည်လုံးကျော်ဘိုးတော်တင်ဦးကိုကိုယ်တိုင်ကိုကြားတွေ့လိုက်ရသည်စင်ကြင်မိလိုက်သည် သူများတွေကိုဘာဖြစ်မည်ညာဖြစ်မည်ဟုအကြာမြင်ဖြင့်ဒိုးကနေတော့ကနေဟောနိုင်ပြောနိုင်သူပုဂ္ဂိုလ်ကြီးမှာကို့အကြောင်းတော့ကို့မသိပါကလားဟု ကို့เจ้าကိုသာကြိုတင်မြင်နိုင်စွာသိနိုင်စွာရှိနေရင်အချုပ်ထဲထောင်နေဘယ်ရောက်ပါမလဲဘိုးတော်တင်ဦးလိုပြည်လုံးကျော်ရှမ်းရှမ်းတောက်ဘိုးတော်ကြီးနှင့်အတူအခြားခြားသောဘိုးတော်ပေါင်းစုံတို့သည်အင်းစိန်ထောင်တကားမှကြီး၏တကပေါအသေးလေးကိုခေါင်းငုံကြော်ဖြန့်၍ထောင်ထဲသို့ဝင်ခဲ့ကြရသည်ဟိတ်ဟန်မထုံနိုင်ကြ ပုံစံအကင်ခံလာရသည် ထို့သောသောတာဒကာကြီးအတိအလင်းရှိခဲ့ပါလျက်ကိုးဝယ်မှုအမားလမ်းကြောင်းကိုမစော့နိုင်သူတွေကလည်းဒုနယ်ဒီရှိနေစေထို့အထဲမှာဒေါခင်ဆန်းွယ်တယောက်လည်းပါသည် မနောကြည်ဓာတ်ပေါင်းတိဋ္ဌိရှင်မင်းစောဦးထံရောက်ခဲ့ရာမှာနောက်ပိုင်းအဝင်ထွက်များသူတဲမှာဒေါခင်ဆန်းွယ်လေပါဝင်ခဲ့ပါသည် အဝင်ထွက်မများလို့လေမတ်ဖြစ်စေရန်ဆောင်ဝေးဝဲဖြီမိဆဲဆဲတမီဖြစ်သူမှာတိုင်းအဆက်အနွယ်ကပြန်ခေါ်ဖို့အချိန်နီးကန်နေပြီမို့အနောက်ရှယ်အမျိုးမျိုးပေးနေသည် သူတို့တွေရဲ့အနှောက်ယှက်ကြောင့်ဖြေဆိုရမယ့်အဖြေကိုတိလျက်နဲ့လက်တွန်နေတယ်။ခေါင်းထဲမှာလည်းမကြည်မလင်ဖြစ်ဖြစ်လာတယ်။စာကြင်ရင်းနဲ့ခေါင်းထဲမှာဝီသလိုမျိုးသလိုဖြစ်လာတယ်။ကိုရန်နဲ့ကဒီလိုစဖြစ်တာ။ဒီနှစ်တော့တိတိသသာဖြစ်လာတာပဲဆရာမရဲ့။ဤတို့ပြောရင်ကြော့ကေခိုင်ကို မေကွန်းထုတ်လိုက်သည်။ဆရာပြောတာမှန်ရဲ့လားသမီး။မှန်မှမှန်တယ်ပြောနော်။ ကြော့ကေခိုင်ကရုတ်တရက်ပြန်မပြေပဲမျက်နာလေးအောင်းငုံပြီးထိုင်နေသည့်ဖြာကိုလက်သေးလေးနှိချင်နေသည်ကဲအနှောင်းအရက်တွေအားလုံးခွာစမ်းပြောစရာရှိတာကိုသာပြောဟုတ်ဟုတ်ကဲ့ဖြစ်ပါတယ်ပေးစမ်းလက်နှစ်ဖက်ကြော့ကေခိုင်ကမင်းစော်ဦးပြောသည့်အတိုင်းလက်နှစ်ဖက်ကံပေးလိုက်ရသည်လက်တွေကလည်းအေးဆက်လိုပါလား ဲဒေါခင်ဆန်းတွေရဲ့သမီးရင်ဘတ်ကိုစမ်းကြည့်လိုက်ပါဦးဒေါခင်ဆန်းတွေကစမ်းကြည့်ပြီးနောက်သမီးရင်တွေတုံလို့ပါလားဟု ပြောလိုက်သည်ဒေါခင်ဆန်းတွေကသမီးဖြစ်သူကြီးလက်ကိုစမ်းပြီးသူ့မ ాయి လက်ကလေးနှစ်ဖက်နှင့်အုပ်ထားသည် မျက်နှာပေါ်တွင် စိုးရိမ်စိတ်လွန်ကဲဟန်ပေါ်နေသည် သားသမီးနှင့်ပတ်သက်သည့်ကိစ္စကြုံလာလျင် အသေးဖွဲလေးကအစာစိုးရိမ်ပူပန်မှုလွန်ကဲစမြန်ရှိကြသည်ယောဂဝေဒနာတစုံတရာဖြစ်နေလျင်အကြောင်းမဟုတ်အိမ်မှာအထူးကူခင်မွန်းတဲ့ဆရာဝန်ကြီးရှိသည် အခုဖြစ်နေသည့်ကိစ္စဖြစ်ရောဖြစ်စဉ်ဝေဒနာမျိုးမဟုတ်မမြင်နိုင်သောပရလောကနှင့်ဆက်နွယ်ဖြစ်ပေါ်လာသည့် ပယောကအနာဝရှယ်ဆွဲလာရောက်နာဆင်အပိသူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ခန်းဆက်ကလေးတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်။အားလုံးဘေးကင်းကျန်းမာကြပါ